ားကလေအဲ့လိုတကူတကသွားမောင်းရရမဟုတ်ပဲနဲ့မောင်းဖို့မောင်းနေရတာဆိုတော့ကိုကားမောင်းပေးမဲ့သူတယောက်ကိုဟိုအမြဲတမ်းရှိချင်မှရှိရဆိုတော့ကိုကအចောင်းသွားကလေးကအဲ့လိုကိုယ်တိုင်မောင်းသွားလေးရှိရအခုအလုပ်တီသွားရင်လေကိုယ်တိုင်မောင်းသွားလေးရှိရပေါ့နော်ဆိုတော့အဲ့လိုတချင်းလေးဖွင့်မယ်ကားလေးမောင်းမယ်ဆိုတာပိုးအတွက်အဲ့လို relax ဖြစ်တယ်ဟာလေဖြစ်တယ်ပေါ့ဟုတ်ဆိုတော့ထူးဆန်းကြရပုံမှန်ဆိုအဖေတွေကတင်ပေးတာလေနော်ဆိုတော့အခုကပိုးကကြအမေကတင်ပေးတာ တင်ပေးပြီးတော့ license ဖြည့်ရဲဖြည့်ပြီးတော့နောက် license ရပြီးနောက်နေ့ရာနဲ့တယောက်တည်းမောင်းထွက်သွားတော့ तू อ่ะစိတ်မချအောင်ဒီနေ့ကတော့ Geely EX5 ပေါ့နော်ကားအတစ်ကြီးကို launch လုပ်တာဖြစ်တဲ့အတွက်ပိုးကလည်းအဲကားတွေကိုနှစ်သက်တဲ့သူ PP စိတ်ဝင်စားတဲ့သူ PP ဒီနေ့ခန်းသားတွေမှာပါဝင်တက်ရောက်ဖြစ်တာဖြစ်ပါတယ် ဒီကားကတော့ပို့ရ SUV EV ဖြစ်တယ် SUV ဆိုတော့ဒါခရီးသွားရင်လည်းစီးလို့ကောင်းတာပေါ့နော်ပြီးတော့ပို့ရလိုမျိုးပစ္စည်းအများကြီးတင်ရတယ်ရှူတင်နေသွားရတယ်သူတွေအတွက်ဆိုရင်သူ့ရဲ့ကားအတွင်းခန်းနေပစ္စည်းထဲဟာတွေကအရန်ကျဲတယ်ပို့ရဆိုလူလဲလူရောကားရောအပြည့်ရှူတင်သွားရတာလေနော်ဆိုတော့ဒီအတွင်းခန်းကျဲတဲ့ဟာကိုအရန်သဘောကျတယ်ပြီးတော့ခုနကကားပေါ်မှာ ကနေဆင်းလာရတဲ့အချိန်မှာကားပေါ်တက်ထိုင်ကြည့်လိုက်တော့အရန်ဟိုတက်တောင်းတက်တာရှိတယ်ဆိုတော့ခရီးဝေးသွားရလေအရန်အဆင်ပြေတယ်ပေါ့နော်အာနောက်ပြီးတော့သူ့ရဲ့ speaker system လေးကိုလည်းပွားကြိုက်တယ်ဆိုတော့ခရီးသွားရဆိုလို့ရှိရင်ကားမောင်းတဲ့သူမအိတ်ချင်အောင်သချင်းဖွင့်နေဘေးရမိသားစုတွေကအိတ်သွားခြင်းနေဆိုရင် तू ကဟို private mood လေးနဲ့ကိုဒီ driver seat နားမှာပဲအတန်ကြီးကြားခြင်းလေးရတယ်ပေါ့ဆိုတော့အဲ့ဒါလေးကိုလည်းဟိုသဘောကျရဲပြီးတော့အဲ့လို design မိုင်းလေးလည်းတော်တော်သဘောကျပါတယ်ဟုတ်ပုံမှန်ဆိုရင် main ကလေးတွေက SUV မောင်းလေးမရှိဘူးလို့ပြောထင်တယ်ပေါ့နော် ော့ဘိုးကိုယ်တိုင်လည်းဟိုအဲစတော့ဆို SUV ကိုမရွေးချယ်ချင်းခဲ့ဘူးဒါပေမဲ့တကယ်တမ်းကျတော့သူကဒီဇိုင်းပိုင်းလေးလဲဟိုလှတယ်ပြီးတော့ဟို360 camera လဲပါတဲ့ခါကျတော့ main ကလေးတွေကားပါကင်ထိုးဝခတ်တာတွေပါလဲမဖြစ်ဘူးပေါ့နော်အာဆိုတော့ဒါပစ္စည်းအများကြီးထည့်တင်တဲ့ပိုးလို့ main ကလေးတွေအတွက်လည်းအဆင်ပြေတယ်ဆိုတော့ဒီကားလေးကရွေးချယ်တင်တဲ့ကားလေးဖြစ်ပါတယ်ကားတော့တစ်ခါမှလက်ဆောင်မရဘူးတော့ ကားလက်ဆောင်ရရင်ပျော်မိမှာပဲ။ဦးရော main ကလေးတွေဆိုတော့ခါကြတော့လေ။အဲဘာလေးပဲဖြစ်ဖြစ်မျက်လုံးထဲမှာအဲ့လိုလှတာကိုအရင်မြင်တာပေါ့နော်။ဆိုတော့ကားလေးကိုမြင်လိုက်တာနဲ့သူကတန်ပြန်လှပနေရပြီးပြီးရသူ့ရဲ့မီးလုံးလေးတွေကမျက်လုံးထဲမှာအရင်ဆုံးမြင်ပြီးတော့အဲ့လိုစတိုင်ကျနေတယ်လို့ခံစားရရပေါ့နော်။ဆိုတော့အဲ့အားလေးကိုဟိုကသဘောကျနေ။အဓိက EV တွေကဒီသဘာဝပတ်ဝန်းကျင်အတွက်အကျိုးကျေးဇူးတွေရှိတယ်။အဲနဲ့ပြီးတော့ပို့လို့ဟို ဘယ်လိုပြောမလဲခยีဝေးသွားရတာပြီးတော့ပိုးရိုးဆိုရှူတင်နေအမြဲတမ်းသွားရတာတွေအတွက် EV ဆိုတော့ဒါ safe ဖြစ်တယ်ပေါ့เนาะဆိုတော့ဒါ EV ကအခုလည်းအများကြီးစီးလာကြပြီဟိုတဘာပဝင်ကျင်တော့လည်းအကျိုးကျေးဇူးတွေအများကြီးရှိတယ်ဒါကိုအတွက်လည်းဟိုအဓိကကတော့စီဘိုးတက်တာပေါ့เนาะတော်တော်လေးတိတာရဲ့အဲ့ဒါလीပစ္စည်းကတော့လीဟိုလူကလည်းစန့်ချင်တယ်ပစ္စည်းကလည်းအများကြီးတင်ချင်တယ်ဆိုတော့ဒါပိုးတို့အမြဲတမ်းဟို ကားစီးတဲ့သူတွေကြုံရတဲ့ပြဿနာပဲလीเนาะပစ္စည်းများကြီးထည့်လိုက်လူကထိုင်စရာနေရာမရှိလူအများကြီးတင်ပြီးပစ္စည်းကိုခေါင်းမိုးပေါ်တင်ရမလားပေါ့เนาะအများရန်ဖြစ်ကြတယ်ဒါပေမဲ့ဒီကားကတော့လူထိုင်တဲ့နေရာတွေလည်းတော်တော်လေးကိုကျယ်ဝန်းတယ်အဓိကအပြင်ပို့ခရီးဝေးသွားရဲဆိုရင်ခြေထောက်ညောင်းတယ်လीเนาะခြေထောက်ဆန့်လို့မရအောင်ဆိုတော့သူကဒီခြေထောက်ထားတဲ့နေရာနောက်ခန်းမှာထိုင်ခြေထောက်ထားတဲ့နေရာလည်းတော်တော်ကျယ်တယ်အနောက်ပြသူရဲ့ရှေ့ခန်းမှာဆိုရင်လည်းခုံကိုလို့လှန်ချလို့ရတယ်နောက်ထိဆိုတော့ဒါခရီးသွားရဲဆောင်းလေးခြုံပြီးအိတ်သွားမလားဒါမှမဟုတ်ပို့လို့ဆိုလဲဟိုကိုရဲ့ဟို ရှူတင်မှာပဲဖြစ်ဖြစ်ကားပေါ်မှာနားနေတဲ့အချိန်တွေမှာဆိုရင်အနားယူလို့ရရပေါ့နော်ဆိုတော့ဒီဟာလေးတွေကိုလည်းသဘောကျပါတယ်။ပိုးတို့ကတော့နေ့စဉ်အလုပ်များတယ်ဖုန်းနဲ့အလုပ်လုပ်ရတဲ့လူတွေများတယ်ကားမောင်းရင်းနဲ့ဖုန်းသုံးတယ်ဆိုတာဒါ NDA လည်းများတယ်မလုပ်လည်းမလုပ်သေးဘူးဒါပေမဲ့ကိုကလည်းဒီရိုင်းနဲ့တဲမှာအလုပ်လုပ်ချင်တယ်တရားရောက်ကိုဖုန်းဆက်ချင်တယ်ဆိုရဲခါမှာဒီ LED screen ကနေ comment ပေးလို့ရတာပေါ့နော်ဒါကပိုရို smart phone တစ်ခုလိုပဲ smart phone တွေမှာလည်းဟို comment ပေးလို့ရတဲ့လိုမျိုးကားမှာလည်းဒီ LED screen ကနေ comment ပေးလို့ရတယ်ဆိုတာဒါကိုအတွက် အရန်ကိုဟိုအကူအညီဖြစ်စေတဲ့အရာပေါ့ဖုန်းကိုကောက်ပြီးတော့ကြည်လိုက်ကားမောင်းလိုက်နှိပ်လိုက် NDA များတဲ့အလုပ်တွေလုပ်ဆရာမလို့ပဲနဲ့ကိုကပါဇက်ကနေပြီးတော့ဘသူ့ကိုခေါ်ခေါ်ပြီးပါဘသူ့ကိုဖုန်းဆက်ပြီးပါဆိုရဲဒါကဟိုအားလုံးအတွက်အသုံးဝင်တဲ့ feature တစ်ခုဖြစ်မှာပါ EV ကားတွေကိုစိတ်ဝင်စားပါတယ်အခုကလည်းအားလုံးလည်း EV ကားတွေကိုစီးနှင်းနေကြပြီပြီးတော့ဒါပို့လို့အတွက်ခရီးဝေးတွေတုံးရတာပြီးတော့သွားလာတဲ့နေရာတွေများတဲ့သူတွေအတွက်တော့ဒါ EV ကအရန်ကို စီကုန်စီဘိုးကုန်တာတက်တာရဲဟို ပေါ်တဘာဝပတ်ဝန်းကျင်အတွက်လည်းဟို benefit တွေအများကြီးရှိရဲဆိုတော့ဒါအကျိုးကျေးဇူးတွေအများကြီးရှိပါတယ်အဲဒီနေ့မှာတော့ဂျီလီဒီ EX5 ကို launch လုပ်တဲ့အခါမှာယောက်ျားလေးတွေအတွက်ကော main ကလေးတွေအတွက်ကောအသုံးပြုရတာလွယ်ကူတယ်အဆင်ပြေတယ်ပြီးတော့ဟို energy less safe ဖြစ်တယ် ပြီးတော့ကိုယ့်ရဲ့နေစဉ်ဘဝမှာလည်းအထောက်အကူတကယ်ဖြစ်စေမယ်လို့ပိုကိုရိုင်းလည်းကြုံတွေ့ခဲ့ရတယ်ဆိုတဲ့အခါကျတော့ဒီနေ့လောင်းရှုပ်တဲ့ကားလေးကိုလည်းအားလုံးနှစ်သက်ကြမယ်လို့ထင်ပါတယ်ဆိုတော့ဒီ Geely A5 လေးကိုလည်းအများကြီးအားပေးချင်ပါလို့ပြောချင်ပါတယ်ကားမောင်းရတာအရန်ကြိုက်တယ်ပိုကလေဟိုကား ကားလဲကိုယ်တိုင်မောင်းရတာကိုဘေးကထိုင်စီရအတက်ပူကြိုက်တယ်မိသားစုရင်းနဲ့သွားရင်လည်းဟိုကိုယ့်ရဲ့အဖေအထက်ကိုကိုယ်တိုင်ပဲမောင်းပေးဖြစ်တာများတယ်ဆိုတော့ကားမောင်းရတာကြိုက်တဲ့သူတယောက်ပေါ့နော်ဟုတ်ဟောကားကလေအဲ့လိုတကူတကသွားမောင်းရတာမဟုတ်ပဲနဲ့မောင်းဖို့မောင်းနေရတာဆိုတော့ကိုကားမောင်းပေးမဲ့သူတယောက်ကိုဟိုအမြဲတမ်းရှိချင်မှရှိရဆိုတော့ကိုကအចောင်းသွားကလေးကအဲ့လိုကိုယ်တိုင်မောင်းသွားလေးရှိရအခုအလုတ်တီသွားရင်လည်းကိုယ်တိုင်မောင်းသွားလေးရှိရပေါ့နော်ဆိုတော့အဲ့လို တချင်းလေးဖွင့်မယ်ဂါလီမောင်းမယ်ဆိုတာပိုးအတွက်အဲ့လို relax ဖြစ်တဲ့ဟာလေးဖြစ်တယ်ပေါ့ဟုတ်မီမီအာတော်လေအမ်ဘယ်လိုပြောမလဲငငယ်တည်းက तू ကကားမောင်းပြီးပို့အကြောင်းလိုက်ပို့တာကားမောင်းတင်ပေးမယ်ဆိုတော့လေ तू ကဟိုလိုက်ပြီးတော့တင်ပေးတာပေါ့နော်ဆိုတော့ထူးဆန်းကြရပုံမှန်ဆိုအဖေတွေကတင်ပေးတာလीနော်ဆိုတော့အခုကပို့ကြအမေကတင်ပေးတာအဲတင်ပေးပြီးတော့ license ဖြည့်ရဖြည့်ပြီးတော့ နောက်လိုင်စင်ရပြီနောက်နေ့ရနဲ့တယောက်တည်းမောင်းထွက်သွားတော့ तू ကအစိတ်မချအောင်ဆိုတော့ကားမောင်းကတော့အဲ့လိုမမိတင်ပြရဟုတ်။ तू ကမောင်းတက်တဲ့သူဆိုတော့ကားမောင်းတက်တဲ့သူတွေရဲ့ဟာဘာလဲဆိုတော့မောင်းတဲ့သူက brake နေရမယ့်အချိန်မှာဘေးက passenger က brake ကိုမရှိတဲ့ brake ကိုနင်းနင်းမိနေပြီလေနော်ဆိုတော့အဲ့ဒါကတော့အရင်ကြုံသွားပြီးရင်အာ lever မနင်းနဲ့ brake ပဲနင်းဆိုတော့ lever မနင်းမဲ့ကားဘယ်လိုမောင်းလို့ရမှာလဲပေါ့နော်ဆိုတော့အဲ့ဒါလေးကတော့ကြုံသွားရတာပေါ့အဖေလည်းကြုံနေသူကြုံတဲ့ဟာလေးတွေပေါ့အမေလည်းသူလုပ်ပေးနိုင်တာရှိရင်ဆိုဟိုမိဘနှစ်ယောက်လုံးကတော့ကိုယ်အမြဲတမ်းသူထောက်ပံ့ပေးတယ် support လုပ်ပေးတယ်ဆိုတော့လေ နှစ်ယောက်လုံးတူတူသင်ပေးကြပါတယ်အမေရိအားလုံးတူတူပါပဲကိုယ့်ရဲ့သားသမီးဆိုလို့ရှင်ရဲ့အဲ့လိုဖြည့်ဆည်းပေးနေတာဆိုတော့သူလုပေးနိုင်တာအားလုံးဟိုလုပေးခြင်းနဲ့သူပေါ့နော်ဟုတ်အဲအဲ့လိုမိဘတွေကတော့အမြဲတမ်း support ပေးရဆိုတော့ပိုကန်ကောင်းပါတယ်ဒီပစ္စလတ်မျိုးကိုကိုယ်တိုင်ပါဝင်ပြီးတော့ရိုက်ကူးခွင့်ရတော့လည်းကိုကပါဝင်တဲ့သူတယောက်အနေနဲ့ အများကြီးမြင်ရောင်ကြည့်ခဲ့ရတာပေါ့နော်ကိုမြင်ရောင်ထားတဲ့ဟာလေးကိုပိတ်ကားပေါ်မှာမြင်တွေ့လိုက်ရတော့လဲဒါကျေနပ်တယ်အားရတယ်ပီတိဖြစ်တယ်ပြီးတော့ပြိသက်တီကိုပြရမှာကိုလည်းရင်ခုန်တယ်အခုဆိုရင်ပြိသက်အနည်းစုကိုပြသခဲ့ရပြီးပြီးပြိသက်တီကနေသဘောကျတယ်နှစ်သက်တယ်ပြီးတော့သူတို့ချစ်ဖို့ကောင်းတယ်အသေးရတယ်ပေါ့နော်အဓိကအဲ့ဒါလေးတွေကြားရတဲ့အတွက်လည်းအရင်ပဲဝမ်းသာပါတယ်အခုမကြခင်ဇူလိုင်လ၄ရက်နေ့မှာလည်းတနိုင်ငံလုံးမှာရှိရဲ့ ပြိသက်တီကိုပြသရတော့မှာဆိုတော့ပို့ပြီးတော့ရင်ခုန်ပါတယ် ိုးကိုအများရန်ချစ်ပြီးတော့အားပေးကြရဲပိတ်သက်တီအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့ရောက်ရှိနေတဲ့အခမ်းအနားကဂျီလီ A5 လေးကိုလည်းပိတ်သက်များအားပေးကြဖို့ဖိတ်ခေါ်ချင်ပါတယ်